မင်္ဂလာပါဗျအော်တိုဘလာ3ရက်မင်္ဂလာမနက်ခင်းဖြစ်ပါတယ်ဒီမနက်ခင်းလေးမှာတော့ပြောနေတာတော့ပြောချင်တာတွေတော့ line ပေါ်မှာဆရာကြီးဒီပညာရှင်တွေပြောနေတဲ့ကိစ္စဘာသာရေးကိစ္စတွေပေါ့သူတို့လည်းသူတို့အမြင်ကိုယ့်အမြင်နှစ်ဖက်မျှပြောနေပေါ့ဟိုမြို့သားကြီးတမားတွေလည်းအမြင်တစ်မျိုးပေါ့တစ်ဖက်ကလည်းရှင်းပြတဲ့လူတွေကိုယ်အင်းနေဝင်တို့ဘာလို့လဲပြောဒီမှာကျွန်တော်ဝင်ပြောချင်တာတော့ပညာတတ်တွေဆရာကြီးတွေကြားထဲမှာမြို့သားကြီးတမားတွေမှာထိလွယ်ချလွယ်ဖြစ်တဲ့ဘာသာရေးကိစ္စအရင်တော့မပြောလို့ဘူးပေါ့ဒါပေမဲ့ကျွန်တော်တို့နိုင်ငံမှာက ခြေခံဥပဒေရှိတယ်ဗျာခြေခံဥပဒေမှာဗုဒ္ဓဘာသာဒီအထုကုန်တုဝိတ္တတန်နဲ့ပြည့်စုံတော့ဘာသာရပ်ဖြစ်တယ်လို့မှတ်ယူရမယ်လို့ခြေခံဥပဒေမှာပြဋ္ဌာန်းထားတယ်လို့အခြားဘာသာတွေလွတ်လပ်စွာကိုယ့်ကိုယ်ယုံကြည်ခွင့်ပြုတယ်လို့ခြေခံဥပဒေမှာပါတယ်ပါတော့အဲ့တော့ဟိုကျွန်တော်တို့အစိုးရဆိုတာတမ်းမတော်အစိုးရကအမျိုးသားရေးပေါ်မှာဘယ်တော့မှတစ္ဆာမဖောက်ဘူးဟိုသူလို့လိုအပ်လို့ပေါ့နော်တချို့ကိစ္စတွေမှာလိုအပ်ချက်ရှိမယ်ပေါ့လိုအပ်လို့လိုအပ်တဲ့နေရာတခုမှာအခြားဘာသာဝင်တွေအတွက်ဝတ်ပြုဆူတောင်းမှုခွင့်ပြုတာလည်းဖြစ်နိုင်တယ်ပေါ့ ါကတော့အရင်မပြောလို့ဘူးဒါလိုအပ်ချင်တယ်တကယ်ပြရမယ်ဗျမြို့လေးချင်းချင်းလေးမှာဟိုဗလီနှစ်ခုဖြစ်နေတဲ့ကိစ္စတို့ဒါကတော့အရေးကြီးတာပေါ့ဟိုရက်ကွက်သားသားဆင်းရှိတဲ့မြို့မှာခင်ဗျဗလီနှစ်ခုသုံးခုဖြစ်နေတာတို့တစ်ခုကဗလီတစ်ခုကဟိုဘာသာရေးစာသင်ကျောင်းဖြစ်နေတာတို့ဒီကိစ္စတွေပေါ်မှာတော့စဉ်းစားရမှာပေါ့အဲ့တော့ပြောချင်တာတော့ဘာသာရေးစာဦးတွေဒီဘာသာရေးတစ်ခုပဲခွင့်ပြုတာပါဗျဘာသာရေးကိုလုပ်နေတဲ့ဝိပုစုတောင်းနေတယ်ဆိုရင်တော့ဒါခွင့်ပြုရမှာပဲရိုးသားဖို့ပေါ့ကျွန်တော်ပြောတဲ့ရိုးသားမှုနဲ့နော် ဂျိုသားဘုရားအရေးကြီးတယ်ဆိုတော့ကျွန်တော်ခဏခဏပြောတယ်ဘာသာဝင်နေတယ်အဲ့တော့ကျွန်တော်တို့ဗုဒ္ဓဘာသာဘုန်းကြီးတော်တော်များများလည်းဟုတ်တယ်မှန်တယ်ဗုဒ္ဓရဲ့ပိဋကတ်သုံးပုံမျိုးလေ့လာကျင့်ဖို့ ကြက်မှတ်နေတဲ့စာတင်စာကြလုပ်နေတဲ့ဒီเจ้าကြီးအာလုံးခွင့်ပြုရမှာပဲဘုံကြီးတပါးလေးပဲခမရเจ้า၅ချောင်းပိုင်ပိုင်ပိုင်တဲ့เจ้าကြီးကတော့တကက်သာသနာပရိယတိသာသနာပရိပတ်တိသာသနာလုပ်နေရင်ပိုင်လို့ရတယ်ဘာမှမဟုတ်ခွဲတဲ့နေရာတွေရှောက်ဦးပြီးကိုယ်စုကိုမျိုးတွေစီးပွားရေးလုပ်ဖို့เจ้าကြီးရှောက်ဦးထားတယ်ဆိုရင်ဗုဒ္ဓဘာသာမှာလည်းမဖြစ်သင့်ဘူးထိုနည်းတူတာပဲဗလီပဲဖြစ်ဖြစ်ချက်เจ้าပဲဖြစ်ဖြစ်ဒါရီကဘာသာရေးအတွက်ဝိပုစုတောင်းရသာသနာပြုနေမြေမှာသာသနာပြုနေတယ်ဆိုရင်ကျွန်တော်တို့ခွင့်ပြုရပါလိမ့်မယ်အေးသူမဟုတ်ဖဲနဲ့သာသနာပြုလုပ်ငန်းတွေကိုမလုပ်ဖဲနဲ့နိုင်ငံတော်ပုံကံဖို့လို့ဟုတ်လားနိုင်ငံတော်ကိုစန့်ကျင်ဖို့လို့ဘာသာတရားအတွက် အတိုက်ခံတွေလောက်တာတို့ဘာသာရေးပဋိပက္ခတွေလောက်တာတို့ဖြစ်လာရင်တော့ခင်ဗျာနည်းနည်းလေးအရေးရောက်တွေ့တာ ਨੇ ပိတ်သိမ်းခံရမှာပဲဒါကြောင့်တပ်မတော်ဆိုတာမျိုးသားကြီးပုံမှာဘရောမတစ္ဆာမပေါ့ဘူးယောသားဆိုတာ ਨੇ ဝိပုစုတောင်းဖို့ဝိပုကိုကွယ်ဖို့ဆိုနေခွင့်ပြုပါမယ်မယိုးမသားလောက်လာရင်လေဒီပြင်ဆိုရလို့ကြောင်တောင်ကြတာတာလောက်မှာတော့မဟုတ်ဘူးတခါတည်းပိတ်ပြမှာဘာမှလည်းဒီဆိုင်နေမှာမဟုတ်ဘူးလုံတဲ့လုံထိုက်တာလုံရဲတယ်ဒါလေးကိုတော့ကျွန်တော်ညီကောင်တော်မှာမျိုးသမီးမျိုးသားကြီးသမီးများမျိုးသားကြီးညီငယ်ညီမငယ်အကူတွေအမတွေဒါလေးတော့သိစေချင်တယ်လိုအပ်လို့ခွင့်ပြုမယ်တို့တော့ယောသားမှုမရှိရင်တော့ ဒါတွေကရေယူခံမှာပါပဲအားလုံးပါဒါမဲ့အနာကအစိုးရကိုခင်ဗျားတို့ကြည်ထားလိုက်ရိုးသားသားလို့ရှိရင်ကိုယ်ခွင့်ပြုမယ်မြို့သားရင်တော့ကိုယ်ရေယူခံမှာပဲဘလူးဖြစ်ဖြစ်ဘယ်ဖွဲ့စည်းဖြစ်ဖြစ်ပေါ့အဲ့တော့ဒီနေရာမှာပြောချင်တာကျွန်တော်ဗုဒ္ဓဘာသာလူမျိုးတွေကတလင်တမယာစနစ်နဲ့ထိန်းထားပြီးတော့တိန်တော်မှခလေးနှစ်ယောက်မွေးနေချိန်မှာခင်ဗျားဘာသာကြားတွေကမိမတွေလည်းအများကြီးယူတယ်ခလေးတွေလည်းအများကြီးမွေးတယ်ဗျဒါလည်းအရေးကြီးတယ်ဗျဒီကိစ္စလည်းထက်စဉ်သွင်းစဉ်းစားကြပါဗျဒါလေးကိုလည်းကျွန်တော်ပြောချင်ပါတယ်မြို့သားကြီးကိုအစဉ်တွေးမအေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ဗျ ကာကွယ်စောင့်ရှောက်ကြမယ်နိုင်ငံတော်အစိုးရကိုဘယ်အစိုးရပဲတက်လာလားကျွန်တော်တို့ရဲ့အစိုးရဖြစ်တဲ့အတွက်ကျွန်တော်တို့ကကြီးညိုလေးစားမှာပဲနိုင်ငံတော်ဆွတ်တဲ့ပြတ်ထန်းထားတဲ့ဥပဒေတွေကိုမလုံနဲ့ဆိုတော့ကျွန်တော်လုံးလို့မရပါဘူးလုံးလို့ရှိရင်မင်းပြစ်မင်းတန်တက်ပါတယ်သို့ပေမဲ့နိုင်ငံတော်ဆွတ်ရနေတဲ့ပတ်သက်တဲ့ဌာနဆိုင်ရာတွေအုပ်ချုပ်ရေးဖွဲ့စည်းတွေအစစ်အစစ်မှားနေလို့ကျွန်တော်တို့ကတာဝန်သိပြည်သူအနေနဲ့မှားနေတာကိုတော့ကျွန်တော်ထောက်ပြရမယ်ဗျအဲဘာစကားကဒီနေရာမှာအဓိကထားပြင်းလဲပြောခြင်းလဲဆိုတော့ ကျောက်တရားလမ်းမကောင်တချို့လူတွေကလှုပ်ဆိုတယ်မတိုင်နဲ့မင်းတို့ဘာပြဿနာဖြစ်ဖြစ်ဟောသွားမတိုင်နဲ့ဥပဒေရှိတယ်မို့နိုင်ငံပြက်နေတရားပြောထားတဲ့လူတွေရဲ့စကားကိုတချို့အစိုးညစ်တရားအဲ့ဒါကိုခွင်ကောင်းယူပြီးကျောက်တရားနဲ့ဖိပြီးတော့ငါတို့ရှင်မပြောရဲဘူးငါတို့မလုပ်ရဲဘူးငါတို့လုပ်ချင်အကုန်ဖြစ်တယ်ဆိုထင်ရတယ်လုပ်တယ်လုပ်တဲ့ကဥပဒေပြောက်လာဥပဒေကရှိနေတယ်တည်ဆဲဥပဒေတွေလည်းရှိနေတယ်ကျွန်တော်ဒီနေ့ကျွန်တော်ညီတယောက်ကကလေးတယောက်ကသူကိစ္စအာကိုကြီးတဲ့ကျွန်တော်တို့မှားခဲ့တယ်တဲ့ဘာမှားခဲ့တာလဲဆိုကျွန်တော်တို့အသွမ်းမလုံးနဲ့တိုင်လို့မရဘူးထုခံမယ်ရက်ခံအဲ့ဒါမရှိပါဘူးကွာ နိုင်ငံပြတ်နေတာမဟုတ်ဘူးကွာတိုင်းပြည်ပြတ်နေဥပဒေနဲ့ညီသွားနေတာနိုင်ငံတော်ကြီးကဲကိုတယ်ကမင်းတို့မင်းတို့အနိုင်ရစ်စော်ကိုင်းတိုင်းတိုင်းတဲ့လူကမင်းတို့အေးမယူဘူးဆိုရင်ငါကိုယ်တိုင်အေးယူမယ်လို့သူပြောထားတာဟုတ်တယ်ကိုကြီးကျွန်တော်တို့တိုင်းပြည်ကဥပဒေရှိတယ်တဲ့သူတို့ကျင်နယ်လုပ်နေတာတွေကိုကျွန်တော်တို့ခံလို့မရဘူးဟုတ်တယ်မင်းမှန်တယ်လို့အဲ့ဒီအတိနိုင်ငံသားတိုင်းမှာတီးဖို့တယ်ကျွန်တော်လက်ရှိနိုင်ငံတော်အစိုးရသူ့လိုသူလုပ်နေတာအစိုးရတော့နိုင်ငံတော်အစိုးရနိုင်ငံတော်အရာကြီးသမ္မတကြီးဦးဆောင်တဲ့အစိုးရဖွဲ့စည်းပုံအစင်းနဲ့အကုန်ရှိတယ်တရားဥပဒေလည်းရှိတယ်ဥပဒေတိုင်သွားနေတာ ပြည်သူလူထုရဲ့နင်နာမှုတွေကိုကြောက်ရွံ့ပြီးတော့မှန်နေလို့ရှိရင်ဘယ်မှကြောက်ရွံ့နေကြမလို့တက်တည်ထောက်ထားခံလို့တော့လည်းတင်ပြကြပါလို့ဒါပြောချင်းအဲ့တော့ကျွန်တော်တို့ထောက်ခံတဲ့အစိုးရဖြစ်လင့်ကသာမှားရင်တော့ကျွန်တော်တို့အပြူတော်ဆောင်ပြီးထောက်ပြအဲ့တော့ကျွန်တော်တို့တာသုံးသားအကြောင်းပြောရင်းနဲ့ကျွန်တော်လည်းဒီ TikTok ပေါ်မှာနာမည်ကြီးတော့တာသုံးသားကိုကျွန်တော်တို့ကာကွယ်ဆောင်ရွက်ပုံလေးလည်းပြောမယ်ဗျအဲ့တော့ကျောင်းသားတွေကိုကျွန်တော်တို့ကပညာသင်သိရှိအောင်စာရိတ္တကောင်းအောင်တတ်တုံးတာကျောင်းသားကိုဖျက်ဆီးလို့မရဘူးပညာသင်သိရှိအောင်လူရည်ကြုံဖြစ်အောင်ချီးမြှောက်ပေးရမယ်เนาะ ဟိုသိပ္ပံပညာတွေဒီမျိုးဝိဇ္ဇာပညာတွေပါသင်ပေးရမယ်ပထဝီရဲ့တမိုင်းတွေသင်သင်တဲ့အခါကျတော့တိုင်းပြည်ကိုချစ်လာတဲ့နိုင်ငံကိုချစ်လာတဲ့နိုင်ငံတမိုင်းတွေကိုလေ့လာလာဒါကြောင့်မို့ကျွန်တော်ဝိဇ္ဇာပညာရဲ့တွေကိုလည်းကျောင်းသားတွေကိုသင်ပြီးတော့ဝိဇ္ဇာပညာတွေနဲ့တိုင်းချစ်ပြီးချစ်စိတ်ကိုထည့်ပေးရမယ်နောက်ကျောင်းသားတွေကိုဒီလိုကျွန်တော်တို့ကကုတ်ခဲ့ပေးရပါမယ်ချစ်တဲ့ဆိုပြီးလိုလိုက်လှုပ်ချင်ရလှုပ်လို့မရပါဘူးနောက် ဖျားသားတွေကိုလည်းကျွန်တော်တို့ကအဲငါတို့ဥစဉ်လေးပဲဟဲ့ငါတို့ဖုံးကြီးလေးပဲဟဲ့ဆိုပြီးတော့အကျက်တီကန်ထဲမှာဒန်းလုံးမှုရဝယ်ပေးတာတို့ဆလောင်းတက်ပေးတာတို့လက်ကင်ဖုံးအိုင်ဖုံးဆမ်တီတွေဝယ်ပေးတာမျိုးတို့ဟုတ်လားဟိုအားစီးတွေဝယ်ပေးတာမျိုးတို့ဒီလိုရောပြီးလိုလိုက်เสียရမလို့ဝီနီးကျဝတ်နဲ့အညီနေထိုင်နိုင်အောင်ကိုရီးယားတကာကောင်းပီတာဆိုတဲ့လမ်းပြပေးရမယ်နော်အရင်လိုလိုက်ပြီးတော့ကာကောင်းသားကြီးတွေဝယ်ပေးအကြီးညိုလုံပြီးတရာလုံပြီးတော့လေဒန်းလုံးမှုရတွေလုတ်ပေးအားစီးတွေဝယ်ပေးလက်ဆလောင်းတွေတက်ပြီးဖုံးကောင်းတဲ့ဒါတွေမလုတ်သိဘူးအဲ့တော့ ဖျားသားကိုအဲ့လိုကာကွယ်ရမယ်သာသနာအတွက်စစ်သားကျွန်တော်စစ်သားကိုချစ်တယ်အခြေခံစစ်မှုတန်းပြည်သူစစ်မှုတန်းလေးကနိုင်ငံတော်ကြီးကတည်းကကျွန်တော်ကျွန်တော်တို့ချစ်တာကျေးဇူးရှင်တွေကာကွယ်ရေးအင်အားတွေအဲ့တော့သူတို့ကိုချစ်လို့ရှိရင်ဘယ်ဘုံမှုနဲ့ပိုင်နေဘယ်ဘုံကြီးနဲ့ပိုင်နေဆိုပြီးဥပဒေမှမလုပ်ပါနဲ့ကိုချစ်တဲ့အဖွဲ့အစည်းကိုနာမည်ပြအောင်မလုပ်ပါနဲ့ကောင်းမွန်လာပြီးအပြူသဘောဆောင်တဲ့လုပ်ငန်းစဉ်တွေနဲ့နိုင်ငံတော်ကိုလည်းကူညီပါဒါလေးတွေကိုလည်းပြောချင်ပါလေရှင်လာလေးကတော့ကျွန်တော်ဇွဲထက်မိသားစုကိုအကြောင်းတကာကြီး ဒီတက္ကမကြီးတွေရဲ့မစိုးရင်ကြောင်းအလှပေါ့အဲ့အလှမှာယရနာပစ္စည်းတွေလှတာပေါ့အဲ့ဒါလှတဲ့ကိစ္စနဲ့ပတ်သက်ပြီးတချို့လူတွေကဝေဖန်တာပေါ့ဗျာဟိုတည်နေတော့လဲအမြင်ချင်းတော့အငင်းတန်တာပေါ့သူတို့ထင်ရသူတို့တွေးတာဗုဒ္ဓဘာသာရဲ့ဘာသာရေးကိုစနစ်တကျလေ့လာမှထားတဲ့ခါကျတော့သူတို့ဝေဖန်ညာတွေဝေဖန်ပြောခြင်းအပြစ်ရှာတော့နေတိုင်းအကုသို့ယူတာပေါ့အဲ့တော့ဒီနေရာမှာကျွန်တော်ပြောခြင်းတာက ဘာလဲဆိုတော့မေတ္တာစိတ်ပေါ့သူများတကကိုမလိုစိတ်ထားတဲ့လူကကိုဘဝတသက်လုံးလိုအပ်နေလိမ့်မယ်ကျွန်တော်ခဏခဏပြောရတဲ့ကကျွန်တော်မိသားစုမှာကိုကျွန်တော်တစ်ဖက်ဒီကိုကျွန်တော်ဆုံးမတယ်အဲ့ဒီစိတ်ကိုဖယ်ကြားလို့မင်းတို့သူများတကကိုမလိုမစ္စရိယစိတ်ရှိနေတယ်များမင်းတို့ဘဝဒီသာဝရလိုအပ်နေမှာပဲသူများတကကိုမလိုစိတ်မရှိတဲ့နေမင်းဘဝလည်းလိုလိုအေးချမ်းပြည့်စုံသွားလိမ့်မယ်အဲ့တော့မလူပဲဗျာကိုလူချင်းတဲ့နေရာလူမှာပေါ့ဟုတ်လားကိုတရားထက်တန်တဲ့နေရာလူမှာပေါ့ဟိုခွေးကိုလူတာကျွေးတဲ့တံပိုးနဲ့ လူကိုလူတဲ့တန်ဖိုးနဲ့ဘယ်နဲ့ကပါတအကျိုးရှိတယ်ဆိုတော့ဘလို့အကျိုးပေးတယ်ဆိုတာဘာသာရေးအလူဌာနအစစ်နဲ့မှလည်းပြထားတာပဲအဲတီလာနဲ့ပြည်စုံတဲ့လူကိုလူပုပ်ကိုလူရင်ဘလောက်အကျိုးကြီးတယ်ပေါ့အဲ့ဒီမှာမှတန်ခါကိုရည်မှန်းလူရင်ဘလောက်ကျေးဇူးကြီးတယ်ပေါ့ဒီကြောင်းကြီးဆိုတာသာသနာရေးအုံမြင့်ရှင်းတော့တန်ခါရည်မှန်းလူတာနော်ကြောင်းတကာကြီးတွေတကမာကြီးတွေဦးစန်းဝင်းတို့ဟုတ်လားသဝင်းမတို့ကအခုလက်ရှိဆရာတော်တွေမှဒီပုပ်ကိုဆိုမဟုတ်ဘူးနောင်သာသနာမှာသာသနာပြုမဲ့တန်ခါတွေကိုအုံမြင့်ချပေးခဲ့တာကြောင်းအလူနော်ချမ်းဘူးကိုပြချင်မဲ့လေနေဒါဒီအရင်ကကင်းအောင်ပေါ့အဲ့တော့ တို့လှူတဲ့အခါကျတော့အခြားယန္တနာထိုက်တဲ့ယန္တနာပစ္စည်းတွေရှိတဲ့လူတွေကတံပိုးထားလှူတာပေါ့လှူတဲ့အခါကျတော့ဟိုပမောက္ခရစီရော်ကြီးလည်းပြောထားတယ်ဘလို့လှူလူထာဝနာဆိုလှူကောင်းတယ်တနေ့နေ့တစ်ချိန်ချင်းခစ်ကဘာတစ်ခုခုမှငါတို့တွေမင်းတို့တွေတေွားလို့ဘယ်ဘွားရောက်မှမသိရောက်သွားတဲ့အခါကျရင်ပျက်စီးသွားလို့ပြန်မပြေနိုင်တဲ့အခါကျတော့ဒီထဒီပစ္စည်းတွေကိုထုခွဲရောင်းချပြီးဒီကျောင်းတွေဒီသာသနာတွေကိုထောက်ပံ့လို့ရတယ်လို့ပမောက္ခရစီရော်ကြီးလည်းပြောထားတာဟုတ်တယ်မလားအဲ့တော့မစ္စရိယဆိုတော့တော်တော်ဆိုးပါတယ်အိတ်တာမစ္စရိယဆိုတော့တော်တော်ဆိုးပါတယ်အဲ့တော့ပိတ်တကားဆိုတော့ပို့ဆိုးတာပေါ့ဂျာနီကန်ဆရာတော်ရေးပိတ်တကားတရားကိုနားလိုက်ရှင်မင်းတို့ပို့တိသွားမှာပေါ့ကွာ ဘဝတစ်လျှောက်လုံးဟုတ်လားအာကန်သူဘုန်းကြီးကိုသူတော်ကောင်းကြီးကိုစော်ကားမိတဲ့ဟာလေတငါရွာကြီးမှာသူရှိတဲ့ဘက်မှာငတ်လို့မဲခွဲလိုက်တာသူတယောက်တည်းနောက်ဆုံးကြံခဲ့တယ်ဘဝတိုင်းငတ်လာတာအဲ့တော့နောက်ဆုံးဘဝမှာတော့မှပဲအရှင်သာရိပုတ္တရာကိုယ်တိုင်လက်နဲ့ကင်ကျွေးတဲ့လက်နဲ့ထိပြီးကျွေးတဲ့စွန်းတနက်ကိုပဲကောင်းကောင်းစားသွားရှာတယ်ပိတ်တကာနော်သူများလှူတာတန်းတာကိုမင်းတို့မဖြစ်စည်းရနဲ့သူကြိုက်တာသူလူလေးပဲမင်းတို့လည်းမင်းတို့ကြိုက်တာမင်းတို့လှူဖို့ကုသိုလ်နဲ့အကုသိုလ်ဆိုတာတလောက်တော့ကွဲပြားကြပါစီပေါ့ကွာနော်ကျေတနာပစ္စည်းတွေဆိုတာလေငါတို့နိုင်ငံပစ္စည်းတွေက တို့နိုင်ငံတော်ဆိုရတဲ့သာသနာလက်ထဲမှာမရောက်ချင်းဒီပြည်နိုင်ငံကိုအချောင်လေးရပါလားဒီပြည်နိုင်ငံကလေတို့နိုင်ငံကြောက်မြက်ပစ္စည်းရေဒနာကြောက်စိမ့်ကျွန်းသစ်ရွှေငွေအကုန်လုံးကိုဒီပြည်နိုင်ငံကြီးရဲ့ပေါ်ချောင်ကောင်းနဲ့ရတာသူများနိုင်ငံရဲ့ပစ္စည်းကိုငါတို့နိုင်ငံကပေါ်ချောင်ကောင်းနဲ့ဘယ်တော့မှမရဘူးတန်ရတန်ကြီးပြေးဝေရတာအဲ့တော့အဲ့ဒါဒီအဲ့လိုရောက်မဲ့တူတူကွာသာသနာမှာကြံခဲ့ရင်ဒီဟာတွေဟာတနေ့နေ့တစ်ချိန်ချင်းကြာရင်တော့တန်ဖိုးကြီးအနက်ကထိုက်သွားမှာပေါ့ဒါလောက်ကလေးတည်ရင်တော့ကျင်တတ်ပါလေပိတ်တကာမလုံးနဲ့ကိုကိုကိုနေရင်နဲ့ကိုအိမ်ကိုနေရင်နဲ့ အကုသိုလ်တွေမပွားကြပါနဲ့ကုသိုလ်တွေပွားအောင်လုပ်ကြပါတာဓုခေါ်လိုက်ပါဗျာ